မင်္ဂလာပါဗျကိုခိုင်း Chelsea TV ကနေအပြောင်းအမြင်တော်များအားလုံးကိုကြိုဆိုပါရစေကျွန်တော် Chelsea နဲ့ပတ်သက်တဲ့သတင်းကြောင်းတချို့ကိုတုံးသက်ဆွေးနွေးမှုလုပ်သွားတော့မှာဖြစ်ပါတယ်ကျွန်တော်ပထမဆုံးဆွေးနွေးချင်တဲ့သတင်းကတော့ Reece James နဲ့ပတ်သက်တဲ့ဝမ်သာစရာသတင်းလေးတစ်ခုပေါ့နော်ဝမ်သာစရာလို့ပြောလို့ရတယ်လို့ဂုံစရာလို့လည်းပြောလို့ရတယ် Daily Mail ရဲ့ဖော်ပြချက်အရ Reece James က Chelsea ကသမားဘောက ပွဲပေါင်း200ပြည့်တော့မှာဖြစ်ပါတယ်ဒီလိုပွဲပေါင်း200ပြည့်မြောက်ဖို့အတွက် Nordian Forest နဲ့ပွဲစဉ်မှသာကစားခွင့်ရရင်ပြည့်မြောက်မှာပါ Nordian Forest နဲ့ပွဲမှာ Reese Chain တေချာပေါက်ပွဲထွက်ကစားခွင့်ရလိမ့်မယ်အသက်25နှစ်အရွယ်ပဲရှိပါသေးဦးပွဲ200ပြည့်မြောက်တဲ့ကစားသမားဖြစ်လာမှာပါဒီတော့ကြောင့် Reese Chain အတွက်ဝမ်းသာမိသလိုဂုဏ်လည်းဂုဏ်ယူမိပါတယ်တကယ်တော့ Reese James တိဒဏ်ရာပြဿနာတွေဒါမရခဲ့ဘူးဆိုရင်ဒီချိန်မှာကပအကောင်းဆုံး right back သုံးယောက်ထဲကတယောက်အပါဝင်ထည့်လို့ရတယ်။ဟာကီမီနေရာမှာသူအစားထိုးဝင်ရောက်ဝင်ရောက်နေမှာ။ဒါ့ပေမဲ့ကံမကောင်းအကြောင်းမလာတဲ့အတွက်ကြောင့်ကျွန်တော်တို့ကပတိန်လေး Reese ချင်းကတော့ဒဏ်ရာပြဿနာနိုနေရနေရုံထွက်ဖို့အတွက်ခက်ခဲရင်းကစားသမားဘုရားတန်းသွားတာပေါ့လေ။သို့တော့လက်ရှိချိန်မှာဒီဒဏ်ရာပြဿနာနိုနေရရုံတက်ဖို့အကောင်းဆုံးကြိုးစားနေတဲ့ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။ဒီအတွက်ကြောင့်ဒီနှစ်ဘောလုံးရာသီမှာ Chelsea တင်းကလည်းသူ့ကိုစနစ်တကျနဲ့တုံးရတယ်ပေါ့ဗျာ။ ပြိုင်ပွဲဆုံးတောက်လျှောက်ကန်ခိုင်းလို့မရဘူးတပွဲကိုမိနစ်60လောက်ကစားခိုင်းနောက်တပွဲကိုမိနစ်60လောက်မှပြန်ပြီးတော့လူစားဝင်ကစားခိုင်းနဲ့ချိန်ပြီးတော့တုံးနေရပါတယ်ဒါတောင်မှလက်ရှိပြိုင်ပွဲဆုံး14ပွဲကစားပြီးတော့ twin go တကိုးနဲ့ဖန်တီးမှုတစ်ချိန်ပြုတ်လုပေးထားပါတယ်ကျွန်တော်ကတော့ reese နဲ့ပတ်သက်ရင်ဂိုး twin တာဖန်တီးတာမရလဲပြဿနာမရှိဘူးသူကပ္ပိန်လက်ပတ်ဝတ်ပြီးတော့ကွင်းထဲမှာကစားနေရင်သဘောကျတာအသင်းအတွက်ဦးစီးဦးဆောင်မှုအရန်ကောင်းတဲ့ပလေယာတယောက် Chelsea ရဲ့ DNA စစ်စစ်ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ဘာမှမကြည့်နဲ့ပြီးခဲ့တဲ့ Liverpool ကိုအနိုင်ယူခဲ့တဲ့ပွဲစဉ်မှာဆိုရင် Reece James မပါရင်ကျွန်တော်တို့ရဲ့ခံစစ်ကစားပုံကတမျိုးတစ်ပုံဖြစ်သွားနိုင်တယ်။ Moise Kai ဆိုလိုဘလောက်ကောင်းကောင်းဦးစီးဦးဆောင်မှုပြုတ်ပြီးတော့နောက်မှာ commanding line လုံးနိုင်တဲ့အပိုင်းပေးဆက်ကစားတဲ့အပိုင်းမှာ Reece James က Chelsea အတွက်မရှိမဖြစ်ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ပွဲနဲ့ဟာပြည့်မှသည်နောက်ထပ်2ဆ3ဆနော်ပွဲ400 600လောက်ထိ Chelsea အတွက် ပေးဆက်ကစားနိုင်ပါစီလို့စုမုံကောင်တောင်းပေးပါတယ်ခင်ဗျ။နောက်ထပ်သတင်းတပုတ်ဆွေးနွေးအောင်ခင်ဗျ။ဒီသတင်းကတော့မွန်တိုဒီပိုဒီပိုကပေါ်ပြထားတဲ့ချယ်ဆီရဲ့နောက်ခံလူတယောက်ခေါ်ယူခြင်းတဲ့သတင်းပေါ့နော်။အဲ့တော့ချယ်ဆီဒီနောက်ခံကစားသမားအများပြကိုစိတ်ဝင်စားနေတယ်။အခုတစ်ခေါက်ထွက်လာတဲ့သတင်းကတော့ကျွန်တော်သဘောကျတယ်ဗျ။ Rules မှာပဲရှိသေးတဲ့အတွက်ကြောင့်ဒီသတင်းကိုတော့တစ်ချက်စောင့်ကြည့်လေ့လာအောင်မဲ့သဘောမျိုးဖြစ်ပါတယ်။ချယ်ဆီတင်းဟာ ဘာစနာအသင်းရဲ့စာချုပ်တတန်းတို့ကိုဆွေးနွေးနေတဲ့အသက်24နှစ်အရွယ်ပိန်နောက်ခံကစားသမားအဲရစ်ဂါစီယာကိုလာမယ့်ဇန်နဝါရီကာလမှာခေါ်ယူဖို့အတွက်စဉ်းစားနေတယ်လို့သိရပါဗါဒ်အဲရစ်ဂါစီယာကဘာစနာအသင်းအတွက်ပြိုင်ပွဲဆုံး10ပွဲကစားပြီးတော့တွင်းကိုတကူတွင်းယူပေးထားပါဗါဒ်အဲရစ်ဂါစီယာသည်မန်စီးတီးအသင်းမှလည်းလူငယ်ကစားသမားအဖြစ်နဲ့ကျင်လည်ခဲ့မှုတယ်တိုးတော့မန်စီးတီးမှာအဲ့ဒီလောက်ထိမအောင်မြင်ဘူးဘာစနာရောက်တဲ့အချိန်မှာတကယ်ကိုကောင်းမွန်တဲ့နောက်ခံလူတစ်ယောက်ဖြစ်ခဲ့တယ် ခုတော့ရှိတာပေါ့လေ Eric Garcia ကတန့်ပုံစံတော့အရင်မဆန့်ဘူးမမချာချာနဲ့တီးမယ်ထုတ်မယ်ဖြုတ်မယ်ဆိုတာထက်ဘောပလေရင် ကစားကွက်တဲ့ပေးမှုအပိုင်းဘေဒက်ပုံဖော်မှုအပိုင်းကိုပို့ပြီးတော့အားတန်တဲ့ defender တယောက်ဖြစ်တယ်။ Now mm သဘောကျတဲ့အချက်တွေတွေကနည်းနည်းလေးမကြခြင်းစရာအချက်ပေါ့နော်။နည်းနည်းပြော့တယ်ကြံ့ခိုင်မှုပိုင်းကတိတ်အစင်မပြေဘူး။ ဲ့လို player မျိုးတွေ EPL မှာလာကစားတဲ့အခါကျရင်မမချာချာကစားနိုင်ပါမလားအတိအကျပြောလို့မရအောင်နောက်ခံလူတွေရွေးချယ်เสียအများပြားနေတဲ့အချိန်မှာ Eric Garcia ကတော့စိုးတော့မစိုးဘူးဒါပေမဲ့ကျွန်တော်ကဒုတိယဦးစားပေးအဖြစ်လောက်တာတတ်မှတ်စေခြင်းတယ်ခေါ်တော့ခေါ်စေခြင်းတယ်ဗျာ24ကတော့မစိုးဘူးလေဘာစနာလည်းစာဥတ္တန်တိုးဘူးကတိတ်အစ်မပြေသေးတဲ့အချိန်မှာဈေးတင့်စွာခေါ်မယ်ဆိုရင်ထလိုက်ပါတော့လက်ရှိတိုစင်အာဒါယာဘီယိုယိုတို့ Trevor Chalobah တက်တော့ပို့ပြီးတော့ကောင်းတယ်ဒါပေမဲ့ လပိုင်းကိုဝဲလိုမျိုးဘောပလင်းရောဘောဝင်းတွေရောအပိုင်းမှာကျွန်တော်ကတော့တိတ်အားရမှုတော့မရှိဘူးအဲ့တော့ကြောင့်လပိုင်းကိုဝဲနဲ့ဒန်းတူ level မျိုးပေါ့เนาะကျွန်တော်တစ်ခါလည်းပြောပြပါကြီးမက်ဂွီဟီလိုပလေယာမျိုးဆိုရင်တော့ပို့ပြီးတော့မိုက်တယ်ဒါမှမဟုတ်လဲမူရီလိုလိုပလေယာမျိုးတော့ကျွန်တော်ပို့ခေါ်သေးခြင်းတယ်အရစ်ဂါစီယာကတော့ဒုတိယဦးစားပေးအဖြစ်ပဲကျွန်တော်ကတော့ရှုမြင်ထားပါတယ်ခင်ဗျာဒါကတော့ကျွန်တော်တယောက်နဲ့တယောက်အမြင်ချင်းတူချင်မှတော့တူလိမ့်မယ်ပေါ့เนาะ ဟုတ်ကဲ့တလက်စာရဲကျွန်တော်မိတ်ဆက်ပေးချင်တာလေးတစ်ခုရှိပါတယ်ခင်ဗျကျွန်တော်ညကိုတွေဘလုံးပွဲကစားချင်တယ်ဆိုရင်စီနီယာတောချက်စီမှာမောင်ငါးချောင်းအိုင်ဘတ်ခွန်ရှိကူငါးတလုံးမစ်တိုကိုမမသစ်အပူစုကြီးယူနစ်ဖြစ်အပူစုကြီးနဲ့တပတ်နှစ်ချိန်ယုံကြည်သွားကစားလို့ရပါတယ်အသေးသေးသိကျင်နေဆိုရင်တော့ဘဘနံပါတ်39693 18380မှာဆက်သွယ်ဆုံးလမ်းမေးမြန်းလို့ရပါတယ်ဟုတ်ပြီကျွန်တော်နောက်ဆုံးဆွနေရမယ့်သတင်းအကြောင်းကတော့ Lian Dlab နဲ့ပတ်သက်တဲ့သတင်းပေါ့နော် Trust Market ရဲ့ဖော်ပြချက်အရ လီယန်ဒီလက်ပြဲလောက်ခပမာဏတပတ်ကိုပေါင်တသိန်းထိရရှိနေရလို့သိရပါတယ်။ဒါမှမဟုတ်လေဒလပ်ကအစ်ဆွစ်တောင်းမှာကစားစဉ်အချိန်ကာလဟာတပတ်ပေါင်2000ပဲရခဲ့တယ်လို့ဖော်ပြထားပါတယ်။ဒါပြဿနာမရှိဘူး။ Rally Close မှာ ပေါင်တန်း30လောက်ပဲပေးခဲ့ရတဲ့ကစားသမားတယောက်ကိုဗျာတပတ်ပေါင်တသိန်းပေးရမှာပဲ။ပေါင်9000တို့6000တို့နဲ့သွားကတ်စစ်လို့မရဘူး။အဲ့ဒါလောက်အမောက်ပမာဏပေးမှလည်း Lian Dilap ကတခြားအသင်းကိုပြောင်းမှာ။ပွင့်လင်းပြောဒီ Rally Close က လုံးဝမတန်တဲ့ဂျီဒီလက်ကအတင်းကထွက်လို့ရအောင်ထဲချုပ်ထားတဲ့ဂျီမျက်စိမဲ့ပြီးအဲ့ဒီပေါင်တန်း30ကပေးလို့ရတယ်တော့တိုးစင်အာရယာဘီယိုလိုမျိုးနောက်ခံကစားသမားတယောက်ဖြစ်တယ်အသက်ကလည်း30နာကတ်နေတဲ့ဒူတောင်ကျွန်တော်တို့အလွတ်နဲ့ခေါ်ပြီးတပတ်တသိမ်းပေးတာလီယန်ဒီယားလိုမျိုးတိုက်စစ်မှုလည်းဖြစ်တယ်အသက်ကလည်း22နှစ်ပဲရှိသေးတဲ့အတင်းတိုင်းလူကျင်ခဲ့တဲ့ကစားသမားတယောက်ကိုတပတ်လောက်ခပေါင်တသိမ်းပေးတာကတော့ကျွန်တော်ကပေးဖို့ပေးရမယ့်ကိစ္စရဲ့တစ်ခုလို့ထင်ပါတယ်ချယ်ဆီအသင်းမှာလောက်ခပမာဏတွေ face လုတ်ထားတယ်ကန့်တတ်မှုတွေရှိပေမဲ့လည်းတချို့ဟိုချွင်းချက်အနေနဲ့ပေါ့နော်ပေးရမယ်အခြေအနေမျိုးလေးတွေလည်းရှိပါတယ်ဒါပေမဲ့ Chelsea ကတော့လက်ရှိအချိန်ထိဒီကစားသမားတွေရဲ့လောက်ခပမာဏပေးချေရအစဉ်အတိုင်းအတာတစ်ခုထိပြည်နေရလို့ကျွန်တော်သုံးသပ်မိပါတယ် Lian Dilap ကိုတပတ်ပေါင်းတသိန်းပေးတာကျွန်တော်ကတော့ fair ဖြစ်တယ်လို့ယူဆတယ်ကျွန်တော်ညီကိုရဲ့အမြင်လေးတွေလည်းသိချင်ပါတယ် comment မှာဝင်ရောက်ဆွေးနွေးသုံးသပ်ပေးသွားကြပါအောင်ခင်ဗျာ